ုတ်ကဲ့မင်္ဂလာပါ Facebook အသုံးပြုသူတွေအတွက်အရေးကြီးတဲ့စကားလေးတစ်ခုပြောပြချင်လို့ပါအဲ့ဒါတော့ကျွန်တော်တို့လက်ရှိ Facebook မှာဖြစ်နေတဲ့အဲဒါပေါ့နော်အဲဒါဆိုတာတဲ့ပြဿနာတခုလို့ပြောရလိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော် Facebook သုံးတဲ့သူတွေကိုဟိုအရင်တော့ Facebook ကနေပြီးတော့ကျွန်တော်တို့ဒီ two step မဖြစ်မနေခံဖို့အတွက်ကို node တွေကြာဘူးလိမ့်မယ်အဲ့ချိန်တုန်းကမလုပ်ခဲ့တဲ့သူတွေပေါ့နော်ကျွန်တော်ကိုယ့်ရဲ့ Facebook account ကို two step မခံထားတဲ့သူတွေကအခုဘာဖြစ်လဲဆိုတော့အခုကျွန်တော်ပြထားတဲ့ပုံလိုမျိုးသူက အလောကျလောကျတာပေါ့နော်ကျွန်တော်ပြထားတဲ့ပုံလိုမျိုးလေးဖြစ်လာလိမ့်မယ်ပေါ်လာလိမ့်မယ်ကိုယ့်ရဲ့ Facebook account တွေကပေါ့နော်အခုလောတဲ့တော်တော်များများအဖြစ်များနေတယ်โอเคအဲ့တော့အဲ့ဒီလိုမျိုးဖြစ်လာပြီဆိုလို့ရှိရင် အဲ၆ပြီးတော့မကလီကြဘူးကျွန်တော်ကတော့ပြောချင်တယ်ပြောလိုက်ပြီဆိုရှင်ပြန်ဆယ်ဖို့ခက်ခဲသွားတယ်ဗောနော်အဲ့လိုဖြစ်ပြီးဆိုရှင်ကိုနဲ့ခင်မင်နဲ့နီးစပ်ရာဒီနီးပညာပိုင်းကျွမ်းကျင်တဲ့သူတွေကိုသွားပြီးတော့စားပေးအပ်လိုက်ပါအဲ့ဒါဆိုလို့ရှင်တော့ပြန်ရနိုင်တယ်ဗောနော်အဲဒါတော့ကျွမ်းကျင်တဲ့သူတွေကိုပဲခိုင်းပါโอเคအဲ့ဒါပြီးပြီဆိုရှင်ကျွန်တော်ကပါအဲ့လိုမဖြစ်အောင်ကိုယ့်ဘက်ကဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ပြောပြသွားမှာဖြစ်တယ်အဲ့တော့ကိုယ့်ဘက်ကမဖြစ်အောင်ကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့ Facebook account တွေကို2 step ခံထားရမယ် ဒါဆိုလို့ရှိရင်တော့အဲ့ဒီပြဿနာမဖြစ်တော့ဘူးပေါ့နော်။ Okay အဲ2 step ဘယ်လိုခံရတာလဲဆိုတော့ကျွန်တော်အရင်တော့တင်ပြီးသားဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ဒီ video ရဲ့အဆုံးမှာ2 step ခံနည်းလေးကိုပြန်ပြီးတော့တင်ထားပေးမယ်။ပြီးပြီဆိုရှင်2 step ခံပြီဆိုလို့ရှိရင်မဖြစ်မနေလောက်ရမယ့်အချက်ကကိုယ့်ရဲ့ဒီ Facebook account ကို2 step ခံရပြီဖြစ်တဲ့အတွက်နောက်တစ်ချိန်မှာပြန်ဝင်ဖို့ရခက်ခဲဖြစ်နိုင်တဲ့အတွက် recovery code တွေကိုယူရမယ်။အဲ့ဒါကိုလည်းကျွန်တော်ဒီ video ရဲ့နောက်မှာထည့်ထားပေးမယ်။ ်ပြီးပြီဆိုရှင်အရေးကြီးဆုံးအချက်ပြောစရာကြံသေးတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ Facebook account တွေကိုအဲမှာထည့်ထားတဲ့ဖုန်းနံပါတ်ပေါ့နော်အဲ့ဒီဖုန်းနံပါတ်တွေနဲ့ကျွန်တော်တို့ဒီ WhatsApp application မှာသွားပြီးရော WhatsApp account လေးကို print ထားပေးပါအဲအဲ့ဒါလည်းကျွန်တော် friend နဲ့တင်ထားပြီးသားဖြစ်တယ်ဗောနော်လွဲပါတယ်အဲ့ဒါတော့ WhatsApp ဖွင့်တဲ့အချိန်မှာတော့ VPN ခံပြီးဖွင့်ရတယ်ဗောနော်အခုနောက်ပိုင်းမှာတော့ okay အဲ့တော့ကျွန်တော်တို့အဲ့ဒီဖုန်းနံပါတ်နဲ့ WhatsApp account လေးကိုလည်းဖွင့်ထားပေးပါနောက်ထပ်အရေးကြီးဆုံးချက်ကကျွန်တော်ပြောနေကြစကားကတော့ကိုယ့်ရဲ့ Facebook account ကိုတစ်သက်လုံးသုံးပါဆိုလို့ရှိရင် account ထဲမှာရှိတဲ့ number တွေ မွေးနေ့တွေကိုကိုယ့်ရဲ့ Facebook account နဲ့ရရှိတဲ့နာမည်တွေမွေးနေ့တွေကိုမှတ်ပုံနေနေရတဲ့ပုံစံနဲ့တူအောင်ထားပေးပါ Okay အဲ့တော့နောက်ပိုင်းဗီဒီယိုလေးကိုတစ်ချက်ကြည့်လိုက်ပါအဲ့ဒီတော့ကျွန်တော်တို့ကကိုယ့်ရဲ့ Facebook account ထဲကိုဝင်လိုက်ပါเนาะကျွန်တော်တို့ two step ခံမှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ Facebook ထဲကိုဝင်ပြီးသွားပြီဆိုလို့ရှင်ဒီဘက် channel မှာ setting ဘက် channel ကိုထောက်လိုက်ပါကိုယ့်ရဲ့ Facebook setting ဘက် channel ဝင်ပြီးသွားပြီဆိုလို့ရှင် setting ဆိုတဲ့နေရာလေးကိုတစ်ချက်ထောက်ပေးလိုက်ပါကျွန်တော် Facebook setting ထဲကိုဝင်มาပါเนาะ အဲ့တော့ကျွန်တော်တို့ကဒီ Facebook setting ဆိုတာလေးကိုလည်းလေးနဲ့တစ်ချက်ထောက်ပေးလိုက်ပါထောက်ပေးလိုက်ပြီဆိုလို့ရှိရင်ဒါမျိုးကြာလိမ့်မယ်ကြာပြီဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ကဒီ password and security pair ရဲ့အရှမ်းဘက်ကပေါ့နော် CMO in account center ပေါ့နော်အဲ့မယ် account ကအဲ့ကောင်လေးကိုတစ်ချက်ထောက်လိုက်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့မှာ password and security ဆိုတာလေးကိုထပ်ပြီးရှာပေါ့နော်အဓိကကကျွန်တော်တို့ password and security ဆိုတဲ့ထဲကိုဝင်ဖို့ပေါ့နော်အဲ့ကောင်လေးကိုလည်းလေးနဲ့တစ်ချက်ထောက်ပေးလိုက်ပါ โอเคဒီကောင်လေးကိုထောက်လိုက်ပြီဆိုလို့ရှင်တော့ဒါမျိုးလေးထက်ကြလိမ့်မယ်အဲ့တော့ကျွန်တော်တို့က2 step ခံမှာဖြစ်တဲ့အတွက်2 factor ပေါ့နော်2 factor ဆိုတာလေးကိုတစ်ချက်ထောက်ပေးလိုက်ပါအဲကျွန်တော်တို့ကဒီမှာ2 step ခံမှာဖြစ်တဲ့အတွက်အဲ့ကောင်လေးကိုတစ်ချက်ထောက်ပေးလိုက်ပါထောက်ပြီးသားပြီဆိုတော့ကျွန်တော်တို့က Facebook ကိုထပ်ပြီးတော့ထောက်ပေးလိုက်ပါနော်ဒါကိုယ့်ရဲ့ Facebook account ပေါ့နော်ဒါကျွန်တော်စာပေးအပ်ထားတဲ့ account လေးတစ်ခုကိုကျွန်တော်စမ်းပြပေးတာဖြစ်တယ်အဲ့မှာကျွန်တော်ကအဲ့မှာထောက်ပြီးသားပြီဆိုရင်ကျွန်တော်က2 step ကိုဖုန်းနံပါတ်နဲ့ခံမယ်ပေါ့နော်ဖုန်းဖုန်းနံပါတ်နဲ့ခံမှာဖြစ်တဲ့အတွက် sync နဲ့2 step ခံမှာဖြစ်တဲ့အတွက် text message ဆိုတာလေးကိုထောက်လိုက်ပါနော် ဒီနေရာမှာတချို့ကျော် application နဲ့သုံးတာရှိရပါတော့ကျွန်တော်ကတော့အားမပေးဘူးဖုန်းနံပါတ်နဲ့ပဲ to stack ကိုခံပါโอเคအဲ့မှာ तू ကျွန်တော်ဖုန်းနံပါတ်ထည့်လိုက်ပြီကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်လိုက်ပါတော့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ပြီးသွားပြီဆိုလို့ရှင် next ကိုနှိပ်ပေးလိုက်ပါတော့โอเค နေရာမှာဖုန်းနံပါတ်တစ်လုံးပို့တာကျွန်တော်ပြောပြတယ်။ဒီမှာကိုဒီနေရာမှာကျွန်တော်ပြောချင်တာကိုအမြဲတမ်းသုံးတဲ့ sync up ဖြစ်ဖို့လိုရပေါ့နော်။ဖြစ်နိုင်လို့ရှင်မှတ်ပုံတင်ထားတဲ့ sync up ကိုသုံးမှာကိုအမြဲတမ်းသုံးတဲ့ sync up ကိုသုံးမှာဘာလို့လဲဆိုတော့တကယ်လို့ဟိုဖုန်းတစ်ခုခုကြောင့်ပေါ့နော်။ဟိုဖြစ်သွားမယ်ဆိုလို့ရှင်အဲ့ sync up မရှိတော့လို့ရှင်အတိုင်းပတ်တတ်တယ်။အဲကြောင့်မှတ်ပုံတင်ထားတဲ့ sync up ကိုသုံးပေါ့နော်။အဲ့ဒီနေရာမှာကျွန်တော်တို့ဒီ message တွေကိုကုတ်ကြလိုက်မယ်ကျွန်တော်ဖုန်းနံပါတ်ခဲပြီး next ဖို့နေရတာနဲ့ message တွေမှာကြတဲ့ကုတ်လေးကိုကျွန်တော်တို့ကသွားယူမယ်ပေါ့နော် message တွေမှာကြတဲ့ကုတ်ကိုကျွန်တော်တို့တစ်ချက်ယူမယ် ယူပြီးသွားပြီဆိုရင်အဲအဲ့ဒီကုတ်လေးကိုပေါ့နော်ဒီမှာကျွန်တော်ဖုံးပြတာဖုံးပေးထားပါတော့ဒါ Facebook privacy အရာပေါ့နော်အဲ့မှာသွားကုတ်၆လုံးကြာတယ်ဗျာခဏ၆လုံးအလွယ်ပြောရလို့ရှင်အဲ့ဒီခဏ၆လုံးကိုကျွန်တော်တို့ကဒီ copy ယူခြင်းယူ copy မယူဘူးဆိုလို့ရှင်လဲအလွတ်ကြလိုက်ပေါ့ဗျာခဏ၆လုံး okay အဲ့ကနေ၆လုံးကိုကြက်ပြီးသွားပြီဆိုရှင်စောနာကျွန်တော်တို့ဒီမှာကုတ်ထည့်တဲ့နေရာပေါ့နော် under code အဲ့ဒီကုတ်ထည့်တဲ့နေရာလေးမှာအဲ့ဒီကုတ်လေးကိုထည့်လိုက်ပေါ့နော်ထည့်ပြီးတော့ကျွန်တော်တို့ကဒီမှာ next ကိုနှိပ်လိုက်အဲဒါဆိုလို့ရှင်ရပြီပေါ့နော် ဒီမှာကျွန်တော်တို့မကုတ်ထည့်ပြီးပြီဆိုလို့ရှင်အောက်မှာ name ဆိုတဲ့ကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ icon နဲ့၆လုံးပေါ့နော်โอเคဒါဆိုလို့ရှင်ကျွန်တော်တို့ two step ခံတဲ့အဆင့်ကတော့ပြီးသွားပြီဗျာဒီ one down ကိုနှိပ်လိုက်ဒါဆိုလို့ရှင်ပြီးသွားပြီအဲ့တော့ကျွန်တော်တို့ကဒီမှာအရေးကြီးတဲ့အချက်ကိုကျွန်တော်ပြောရမယ့်အချက်ပါလာပြီပေါ့နော် down ကိုနှိပ်လိုက်အဲ့မှာဘာအရေးကြီးသွားလဲဆိုတော့ကျွန်တော်တို့ကအဲ့ဒီမှာဒီမှာတော့ကိုကြိုက်တာနှိပ်လို့ရ use this number နဲ့ not now ပေါ့နော်ဒါကိုကြိုက်တာနှိပ်လိုက်လို့ရကျွန်တော်တို့ use this number ကိုနှိပ်ပေးလိုက်တယ်ပေါ့နော် uses number ကိုပဲနှိပ်ပါခင်ဗျားတို့လည်းသဘောပါเนาะ data လေးကနည်းနည်းလို့တယ်ပေါ့เนาะအဲအဲကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါကိုကဒီဟာမသုံးချင်ဘူးဆိုလို့ရှင်တော့ notch down ပေါ့အဲ okay အဲဒီဟာလေးကိုကျွန်တော်တစ်ချက်ပြမယ်ပြီးပြီဆိုဒီမှာအရေးကြီးတဲ့အချက်ကိုပြောရေးကြီးတဲ့အချက်ကအဲ့မှာဒီမှာကတော့ test message မှာကြည့်လိုက်ကျွန်တော်တို့ဒီ two step ခံထားတဲ့ single ကပေါ်လာပြီဗျာ two step ခံထားတဲ့ single ကတော့ပေါ်ပြီအဲ့မှာကျွန်တော်တို့က additional method ဆိုတာဟာကောင်လေးပါတယ်အောက်ပါဒီ test message ရဲ့အောက်မှာအဲဒီ additional method ကိုတစ်ချက်ပြန်ထောက်ပြီးတော့ကျွန်တော်တို့က ဒီကျွန်တော်တို့စက်ခံထားတဲ့ကုတ်ကိုယူရမယ်ပေါ့နော်။ဒီကုတ်ကဘာလို့ယူထားအောင်လဲဆိုတော့ဖုံးပြောက်တဲ့အချိန်မှာသုံးဝင်တယ်ပေါ့နော်။အဲ့ကုတ်ကိုကျွန်တော်တို့စာအုပ်တုံးမှာရေးမှတ်ထားဒါမှမဟုတ်လို့ရှင်ဒီ screenshot ရိုက်ပြီးတော့ပဲဖြစ်တယောက်ယောက်ကိုတနေရာမှာတင်ထားပေါ့နော်။ဒီမှာအဲ့မှာ recovery code ဆိုတာလေးထပ်ပေါ်လိမ့်မယ်။အဲ့ sonar additional method ကိုနှိပ်ရင် recovery code ဆိုတာလေးပေါ်လိမ့်မယ်။ရင်တော့ဆိုလို့ရှင်တော့ဒီနေရာမှာကဏ္ဍ10တော့10ခုပေးတယ်ပေါ့နော်။အခုတော့9ခုပဲပေးတော့တယ်ပေါ့နော်။ကျွန်တော်ကဒီကဏ္ဍ10လုံးဒီကုတ်9ခုကအရေးကြီးတယ်။ တကယ်လို့2 step message မကြတဲ့အခါမျိုးတွေဘာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကုတ်လေးတွေကိုဒီအစောနာဒီမသူ message ကြပေးမဲ့နေရာမှာအစားထိုးတုံးပြီးတော့ဝင်လို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီကုတ်လေးတွေကအရေးကြီးတယ်ပေါ့နော်ဒါကတော့ဒီကုတ်တွေကိုဘယ်သူ့အမှလည်းမပြနဲ့တခြားလူတွေကိုလည်းမပြနဲ့ပေါ့နော်မပြနဲ့ဆိုတာတခြားသူတွေကကိုယ့်ရဲ့ Facebook account hash နဲ့သူတွေအနေနဲ့ဒီ code ကိုတွေ့လို့ရှင်အလွယ်တကူဟပ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ကပြလို့ရတယ်ဆိုတာကျွန်တော်တို့ကပြီးရင် icon တွေကကျွန်တော်တို့က guest new လို့ပြီးတော့ code ပြောင်းပစ်လိုက်တာကျွန်တော်တို့ကတော့ကိစ္စမရှိဘူးနားလည်လူတွေဖြစ်တယ်တော့ပေါ့နော်အဲတခြားသူတွေအနေနဲ့ကျတော့ဒီဟာတွေက ပြရမယ့်အရာတွေမဟုတ်ဘူးတကယ်လို့လူကြီးမင်းကမန္တလေးရဆိုလို့ရှင်တော့ကျွန်တော်ဒီအဲဒါတွေကိုနားမလည်ဘူးလှုပ်ရှင်တယ်ဆိုလို့ရှင်ကျွန်တော်ရဖုန်းဆိုင်မှာလာပြီးတော့စိတ်ကြိုက်မေးလို့ရတယ်ဒီပြဿနာတွေကိုလာပြီးတော့ဖြေရှင်းပေးလို့ရပါတယ်ကျွန်တော်ရဖုန်းဆိုင်ကတော့မန္တလေးမြို့မှာမြမုန်နီဖျားကြီးရဲ့အရှိပဲအဲကျွန်တော်တို့ရှေ့မုတ်ပေါ့နော်တရားနှစ်လမ်း88လမ်းနဲ့ရန်ကုန်မန္တလေးကြားကဟုတ်ကဲ့မိုဘိုင်းပါ